ာထွက်ပြီးတော့ဒီငံပြိုင်နေဟာကိုလေအဲ့ဒါကြောင့်ကိုကိုရိုင်းလည်းတိတ်ပြီးတော့ဆိုးဆိုးလန်းလန်းမကြိုက်တယ်လို့ဟိုသူများကလည်းမြောင်းချင်ကိုစိတ်ထဲမှာလေအဲ့နဲ့ဘာလုပ်ရမလဲစဉ်းစားတာပေါ့နော်ချင်းမောင်းဆိုငံပြိုင်နဲ့ဟိုမလုတ်ချင်တော့လေငံပြိုင်ဆိုရင်အသီးနဲ့တွဲတွေဖြစ်မနေတော့အသီးတုတ်လိုက်တဲ့အခါမှာလေအသီးနဲ့တွဲတွေဖြစ်အောင်ဆိုပြီးတော့ကိုကိုဖော်လိုက်တာစဉ်းစားလိုက်တာဒီထဲမှာဘိန်းငပိဘိန်းငံပြိုင်အဲထညက်ထညက်ပါမယ် ဟိုပါဟိုကစင်းနဲ့လဲပါတယ်အဲအဲ့လိုပုံစံမျိုးနဲ့မဟိုလိုလှုပ်ထားတာယူလိုပုံစံမျိုးလှုပ်ထားတာပေါ့နော်ဟိုကြိုထားတာပေါ့ဒါအစိမ့်မဟုတ်ဘူးကြိုထားတာဒါကိုခလေးရောဟိုအဆက်မစားနိုင်တဲ့သူတွေရောအတွက်ကိုအချိုတိသန့်ဒါကကြတော့တကယ်ကယ်လို့စားတဲ့သူတွေလာလို့ရှိရင်တော့မဒါကတပွဲမှာဒီလိုဘူးလေးနဲ့ထည့်ပေးတာဒီဒီလိုဘူးလေးနဲ့ထည့်ပေးပြီးတော့ဒီထဲမှာအဆက်ကြိုက်သလောက်ထည့်စားလို့ရတယ်ဒါတပွဲစားပေါ့အမရောင်းတဲ့တပွဲစားအဲ့ဟာကိုဒီငွေကြီးနဲ့ရောလိုက်တာ ဒီကတော့မရဲ့ဟိုပေးချင်တဲ့ message ကကြတော့တို့စားသေးချင်တာတို့စားလို့ရှိရင်အသီးရဲ့အလုတ်တိုင်းမှာဒီအရသာလေးကချိနေရပါတော့เนาะတချို့ကျတော့နေခိုင်းနေနေလိုက်ရင်ဘာဖြစ်မလဲဆိုလို့ရှိရင်ဒီအသီးရဲ့အရေဒီရဲ့ဟိုရအခြေဝါရော အသီးမှာတရွဲတွေကတိတ်ဟိုတို့စားတဲ့လောက်မှာမထိတော့မထိတော့ဘူးပေါ့เนาะတို့စားမှာပိုထိတယ်နည်းနည်းလေးတော့အလုတ်ရှုပ်တာပေါ့เนาะတို့စားတိတ်စိတ်မရှိရဲ့လူတွေတော်တော်နည်းနည်းအဆင်မပြေဘူး လမ်းသွားရင်လည်းစားကျင်တယ်လို့ဘာလို့ဆိုလို့ရှိရင်တော့လှုပ်ပေးလိုက်တယ်ဒါပေမဲ့အဓိကတော့မဖြစ်ဟိုစားရင်တော့တို့စားစေကျင်တယ်ပေါ့နော်ဟိုအရသာရှိစေကျင်လို့ဒီဒီမအတုတ်ဆိုလို့ရှိရင်လေမရဲ့တုတ်တဲ့ဟာကိုစားကျင်ဆိုင်ဟိုလာစားမှစားလို့ရတယ်လေဟိုမကိုယ်တိုင်တုတ်ပြီးမှစားလို့ရတယ်ဒီဆော့ဆိုလို့ရှိလို့ရှိရင်မဟိုဗာလဲဆော့ရှိတဲ့နေရာဟိုလိုချင်တဲ့သူစီမပို့ပေးလို့ရတယ်ကွာအသီးရှိတဲ့သူစားလို့ရမလိုက်ရဘူးမဆိုင်မှာလာမမဟုတ်ဘဲနဲ့ဟို သူတို့စီရအောင်ပို့ပြီးသူတို့ထိုင်စားလို့ရပြီအဲအဲ့လိုအတွင်းမျိုးနဲ့ဒီ source ကိုလှုပ်လိုက်တာပေါ့နော်မကလာတိတရဲ့ဒီစတော်ဘယ်ရီအဲ့တော့ဘယ်လိုစားမလဲဆော့စ်နဲ့စားမလားငပိနဲ့တုံးမလားဆော့စ်နဲ့ဆော့စ်ရတော့ဟိုခလေးပါစားလို့ရတယ်ဆော့စ်ကိုမကြိုက်မှာဆိုလို့လားညှိကြည့်မလားအရသာညှိကြည့်လိုက်ဟမ် ဟုတ်အော်လမ်းလျှောက်ရင်းနဲ့စားခြင်းလားငါတော့ဟိုထိတ်ပင်ဒီလိုမျိုးထည့်ပေးတာဘူးလေးတဲ့ဟိုအသေးလေးလှီးထည့်ထားတယ်လှီးပြီးဘူးလေးနဲ့ဆော့ကိုဘူးလေးနဲ့တကယ်လို့ဒီဆော့ကပိုခဲ့မယ်ဆိုလို့ရှိရင်တော့မှာပဲကြိုက်ခန့်တယ်တခြားအသေးတွေနဲ့ချင်းနဲ့ဒီပဲဒီဖြစ်ဖြစ်တို့စားလို့ရတယ်နော် နာမည်ကဟိုဘောတကယ်တမ်းကျရင်မနာမည်ကနွနွေချမ်းစိုင်းနာမည်မေလေးကမနာမည်မဟုတ်ဘူးအတီးကိုဖွင့်တော့မယ်လို့ဟိုသာစိတ်ကူးမိတဲ့အခါကျတော့နာမည်စဉ်းစားရတာဗောနော်စိုင်းတဆိုင်ဆိုနာမည်ကအရေးကြီးတယ်လေအရေးကြီးတဲ့အခါကျတော့နာမည်ကိုစဉ်းစားတဲ့အခါမှာလည်းမအဲ့လိုပဲနောက်မေလေးဆိုပြီးရွေးပြတဲ့အကြောင်းကလည်းလေဒီအတီးအနှံလေးတွေကဟို main ကလေးတွေစားတယ်လေဆိုတော့ main ကလေးတွေကိုရင်းညွှန်းတာအဓိကတော့မေလေးဆိုတာလေအဲအဲ့လိုမျိုးဟိုတွေးပြီးတော့ပေးလိုက်တာ နင်းနှုံးကတော့ဒီမှာရေးထားတဲ့အ ਨੇ ဆုံးကတော့ဟွာပေါ့တိရတိရဲ့ဂွေတိရဲ့မကလာတိရဲ့အဲ့ဟာကြာလို့ရှင်တမျိုးလေးကို2500ဆတယ်အဲ့ရနေမှာ2မျိုးဆက်3မျိုးဆက်ဆိုပြီးတော့3000ကလည်း2500နေပြီးတော့ခုနပြောသလိုဟိုဒီမြင်းနှူးအတဲအတိုင်းဆိုရင်6000လေးရှိတယ်အသီးအဆုံဆိုလို့ရှင်တော့ခုန12000လောက်ကြီးဖြစ်သွားမယ်အဲ့အဲ့ဟာဘူးကြီးနဲ့ထည့်ပြတာပေါ့အသီးဆုံကြတော့လေအဲ့နောက်တစ်ခုပြောချင်တာပတ်ကင်ကျတော့မသိမှန်ကဒီဒီဒီပုတ်ဘူးလေးနဲ့မှုလို့မ3000ကနေရောင်းနိုင်တာပေါ့နော်တကယ်ကလို့တချို့က က်ဆောင်ပေးခြင်းသာတို့အဲ့လိုပေါ်တော့ဟိုတဲ့ဝါခြင်းနဲ့အနက်မထွက်ခြင်းဆိုလို့ရှိရင်ဒီဘူးလေးတွေရှိတယ်ဒီဘူးကိုမှခြားခုနက3000လောက်ဆိုခြားချက်1000ထည့်ပေါင်းလိုက်တယ်အဲ့လိုမျိုးကြီးလဲတချို့ကျတော့ထောင်ဈေးများတဲ့ချိန်ပြီးတော့ဟိုမထားတဲ့လူတွေဆိုတော့ဒါပေမဲ့တော်တော်များများတော့ဟိုမထင်တယ်ပေါ့နော်3000လောက်အတွင်းမှာတော့တနေသူတော့ရသင်းသလောက်ဟိုတာဆက်မှာတော့ရနေပြီတော့ ပွဲရင်နဲ့ဆိုလို့ရှိရင်တော့အနည်းဆုံးတော့15ပွဲ16ပွဲကနေပွဲ30လောက်ထိတော့ရောင်းရတယ်ဒါ3လအတွင်းမှာညီမရေရောင်းအောင်ပါနော်